။မြတ်စွာဘုရားကဟောထားတာအစွဲလေးမျိုးဥပါဒံလို့ခေါ်တယ်။ဥပါဒံဆိုတာဒီဥပအာဒါနဥပဆိုတာပြင်းပြင်းထန်ထန်အာဒါနဆုပ်ကင်ထားတာ။ကဲဘုန်းကြီးတို့တွေစာလို့ပြောနေလို့ငါတို့မှဥပါဒံမရှိဘူးလို့မထင်နဲ့နော်။ဥပါဒါနအပြင်းထန်ဆွဲကင်ထားတယ်ဆိုတဲ့သဘာဝတရားဟာနှစ်ခုရှိပါလဲလို့ဆိုရင် တွေ့တာမှုဆိုတဲ့တဏှာရဲ့အမြင်ရဲ့ဒိဋ္ဌိဆိုတဲ့အမြင်ရဲ့လူတွေမှာတွေ့တာမှုကလည်းပဲပြင်းထန်တယ်။နော်အမြင်ကလည်းပြင်းထန်တယ်။တွေ့တာမှုကိုဖြတ်ဖို့ဆိုတာအလွန်ခက်တယ်။အမြင်ကိုစွန့်ဖို့ဆိုတာလည်းအလွန်ခက်တယ်။အဲ့ဒီနှစ်ခုကဥပါဒါ။နော်ပြင်းပြင်းထန်ထန်ဆွဲကင်ထားတဲ့ဥပါဒါ။အဲ့ဒီဥပါဒံကိုမြတ်စွာဘုရားက၄မျိုးခွဲဟောတယ်။ ဆွလမ်းမှုနဲ့ပတ်သက်ပြီးတော့ဟောတဲ့ဥပါဒံကိုကာမှုပါဒံလို့ခေါ်တယ်။ခုဘကပြန်ပြီးတော့စစ်ဆေးကြည့်။ကာမှုပါဒံဆိုတဲ့နေရာမှာကာမဆိုတာလူချင်းစရာအာယုန်တွေကိုဥပါဒနာကဆွဲလန်းနေတဲ့တဏှာတဲ့။လူချင်းစရာအာယုန်တွေကိုဆွဲလန်းနေတဲ့တဏှာ တနည်းအားဖြင့်ပြောမယ်ဆိုရင်ကာမဆိုတာလိုချင်စရာအာယုန်တွေကို လိုချင်တဲ့တဏှာသည်ဥပါဒါနာဆွဲလန်းနေတဲ့အရာဖြစ်တယ်ပေါ့ကဲဘုန်းကြီးတို့တွေလွယ်လွယ်လေးနဲ့ခွာလို့ရမလားကိုယ့်အကိုစဉ်းစားကြည့်နှစ်သက်စရာအာယုန်လေးတစ်ခုကိုနှစ်သက်တယ်ဆိုတဲ့နေရာမှာအဲ့ဒီနှစ်သက်မှုမဖြစ်အောင်လွယ်လွယ်လေးနဲ့ခွာလို့ရမလား မရဘူးမျက်စိကမြင်တဲ့အာယုံပေါ်မှာနှစ်သက်တယ်နားကကြားတဲ့အသံပေါ်မှာနှစ်သက်တယ်နှာခေါင်းကရှူရတဲ့အနံ့ပေါ်မှာနော်လျှာကခံစားရတဲ့အရသာပေါ်မှာနေ့စဉ်နဲ့အမျှဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာကာမဂုဏ်အာယုံနေနဲ့တွေ့တဲ့အချိန်မျက်စိကမြင်နားကကြားအဲ့ဒီအာယုံနေပေါ်မှာသွားပြီးတော့တွဲနေတာတွေရှိတာပေါ့အဲ့ဒါတွေကိုမစွန့်လို့နဲ့အဲ့ဒါကိုကာမှုပါဒံကာမှုပါဒံကြောင့်မို့လို့ ဒီအာယုံလေးမြင်နောက်ထပ်ရဖို့အတွက်ကြိုးစားတယ်နောက်ထပ်ရဖို့အတွက်ကြိုးစားတယ်မျက်စိကမြင်ရတဲ့အာယုံအတွက်နောက်ထပ်ရဖို့နားကကြားတဲ့အသံအတွက်နောက်ထပ်ရဖို့နှာခေါင်းကနမ်းရှူရတဲ့အနံ့ကလေးအတွက်နောက်ထပ်ဘလောက်များဒီဟာတွေအတွက်ဆွဲလန်းမှုရှိသလဲဆိုရင်ကြည့်လေရွှေဆိုင်နေချမ်းသာနေတာအဲ့ဒါပါလေမျက်စိကမြင်တဲ့အပေါ်မှာလိုချင်နေကြတာမဟုတ်လား เอคัสเซตเตโร MP3 เตโรอခုตะชิ้นนี่ဟုတ်လား CD တွေ DVD တွေထုတ်နေတာဘာကြောင့်လဲအတန်ကြောင့်ဟုတ်ကဲ့လားအတန်ကိုတွေ့တာလို့လေအခုမြင်ဦးလားရေမွေးတွေမိတ်ကတ်တွေဘာတို့ဒီအနတ်နဲ့ပတ်သက်တာတွေရောဘလောက်ရောင်းကောင်းနေလဲလောကလူတွေမှာကြည့်စားတော့ဆိုင်တွေကဆိုဩရာသနဲ့ပတ်သက်လာရင်စောင့်ရှောက်စားတော့ဆိုင်တွေဘလောက် ကြီးပွားနေတော့เนาะပမာပြေဆိုလို့ရှိရင်ပိုးတောင်ပေါ်သေးတယ်ကိုယ်နိုင်ငံအစားအသောက်တွေမကဘူးအခု ကိုရီးယားနဲ့ဗီယက်နမ်နဲ့ဟိုကနဲ့တရားနဲ့အစားအသောက်တွေကိုပြည့်နေတာအဲ့တော့ဓာရီအားလုံးပေါင်းလိုက်တဲ့အခါမှာတွေ့တာမှုဆိုတာရှိနေတယ်ဆိုတာထင်ရှားတယ်ဟုတ်ကဲ့လားကဲအဲ့ဒီလူတွေဟာဓမ္မစားရင်ခန္ဓာကိုယ်မတည်တမ်းမှမို့စားတာလားကြိုက်လို့စားတာလားဩ ကာမှုပါဒံဆိုတာလွယ်လွယ်နဲ့ခွာလို့မရဘူးတဲ့เนาะဒါတွေစားရဖို့ကြိုးစားနေကြအဲ့ဒါကာမှုပါဒံလို့ခေါ်တယ်အဲတခြားဘာသာတွေမှာကာမှုပါဒံကိုပယ်ခွာဖို့ဟောပြီးဟောတဲ့ဘာသာတွေရှိပါတယ်ကာမှုပါဒံကိုပယ်ခွာနိုင်တယ်စွန့်လွတ်နိုင်တယ်တချို့များဆိုအဝတ်တောင်မိုးဘူးเนาะအိန္ဒိယမှာတချို့ခုချိန်ဖုန်းကြီးတွေဆိုပိုင်ဆိုင်မှုတွေအကုန်စွန့်လွတ်ပြီးတော့ အဝတ်တော်မောဖဲနဲ့နေတယ်ကာမှုပါဒံကိုတော့သူတို့ပဲခွာနိုင်တယ်ပေါ့ကဲနောက်တစ်ခုဥပါဒံတစ်ခုကိုကြည့်အောင်ဒိဋ္ဌုပါဒံအမြင်နဲ့ပတ်သက်တဲ့ဥပါဒံအစွမ်းလန်းတစ်ခုအဲ့ဒီဒိဋ္ဌုပါဒံဆိုတာတခြားပြောတာမဟုတ်ဘူးကံဤအကျိုးတရားကိုညှင်းွယ်တာနတ္ထိကဝါဒလို့ခေါ်တယ်ကုသကံရဲ့အကျိုးဆိုတာမရှိဘူးလူရတ္တနာအကျိုးမရှိဘူး ဒီလောကမရှိဘူးတမလွန်လောကမရှိဘူးအမေမရှိဘူးအဖေမရှိဘူးအမေအဖေကိုအတိမတ်မပြုဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နတ္ထိမာတာနတ္ထိပိတာအမေအဖေကိုအတိမတ်မပြုဘူးလို့ဆိုကြတဲ့ကအမေအဖေမပေါ်စော်ကားတာတို့အမေအဖေပေါ်မှာပြုစုတာတို့ကုသိုလ်မရဘူးဆိုတာညင်းပယ်တာပဲတူတူပဲဟုတ်ကဲ့လားအဲ့ဒါလို့မရှိဘူးဆယ်ချက်နဲ့ညင်းပယ်တာတွေကိုဒိဋ္ဌုပါဒံလို့ခေါ်တယ်အထူးသဖြင့်ယုတ်ဝါဒကိုဆွဲလန်းတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီအယူအဆရှိတယ် အဲ့ဒီဒိဋ္ဌုပါဒံကလည်းလွယ်လွယ်နဲ့ဖြုတ်လို့မရတဲ့ဥပါဒံတစ်ခုပဲအဲတော့နောက်တစ်ခုကအဲ့ဒီဒိဋ္ဌုပါဒံဖြုတ်နိုင်မြန်တော့လေဘာကြံသေးတော့ဆိုတော့တန်တရာဝုကလွတ်ရလွတ်ကြောင်းစိတ်ကတော့အကောင်းပဲတန်တရာဝုကလွတ်ချင်လို့ဆိုပြီးတော့အကျင့်နေကျင့်တယ်ဘာအကျင့်နေကျင့်တော့ဆိုလို့ရှိရင်သူကအေးခွာခွေးကျင့်နွားကျင့်ကျင့်လို့ရှိရင်တန်တရာဝုကလွတ်တယ်လို့ယုံကြည်ယူဆတယ်ဒါကြောင့်မို့လို့ခွေးလို့ကျင့်တယ်နွားလို့ကျင့်တယ် မြောက်လိုကျင့်တယ်ဝဲလိုကျင့်တယ်မျိုးစုံပေါ့လေဥတော်လိုကျင့်တာတို့အဲ့ဒါလိုကျင့်တာလေအများကြီးပဲအမျိုးစုံပဲအဲ့ဒါလိုကျင့်တာလေလင်းတို့ကြီးလိုတွဲလောင်းဆွဲပြီးတော့နေတဲ့အကျင့်နဲ့ရှိတာပဲဝဲကုလိဝတလို့ခေါ်တယ်နော်အဲ့ဒါလိုအကျင့်မျိုးစုံနေတဲ့တန်တရာဝကလွတ်နိုင်တယ်လို့မှမှရင်ရင်မြင်တဲ့အမြင်ကသီလပရပရမတ္တဟောဒီလိုဥပါဒါဟောနောက်တစ်ခုကြတော့ဘာလို့ဆိုလို့ရှိရင် အတ္တဝါဒုပါဒနာအတ္တဝါဒုပါဒနာဆိုတာဒီတက္ကရာဒိဋ္ဌိကိုပြောတာတက္ကရာဒိဋ္ဌိဆိုတာခန္ဓာ၅ပါးတည်းကတဘာဝပေါ်မှာဒီအတ္တလို့ယူဆတယ်အတ္တဆိုတာငါလို့ယူဆတယ်ပေါ့ပြောမယ်ဆိုရင်တစ်ခါတစ်ခါအတ္တနဲ့အဟံနဲ့တွဲပြီးတော့ပြောတာရှိတယ်เนาะအဟံမမငါသို့မဟုတ်ငါဥစ္စာ ကဲဘုန်းကြီးတို့တွေကိုယ့်ကိုယ်ကိုစဉ်းစားကြည့်ငါဆိုတဲ့ဇာဟကိုအရစကားအနေနဲ့သာငါလို့ပြောတာကဲဘယ်ဟာကိုငါလဲလို့ကိုယ့်ကိုယ်မေးကြည့်ပေါ့ငါဟာလို့ပြောတယ်ဘယ်ဟာကိုငါဟာလို့ပြောမှလဲလို့တေချာမေးကြည့်လိုက်လို့ရှိရင်ခန္ဓာ၅ပါးတည်းကလွတ်ပြီးငါလို့ပြောလို့ရရလားမရပါဘူးခန္ဓာ၅ပါးတည်းကလွဲပြီးတော့ငါဟာလို့ပြောလို့ရရလားမရဘူးအဲ့တော့ခန္ဓာ၅ပါးတည်းကတစ်ခုခုပဲငါလို့လည်းပြောတယ်ငါဟာလို့လည်းပြောတယ်ပေါ့ အဲ့တော့တကယ်ငါဆိုတာဟုတ်ကလားလို့ဆိုတော့မဟုတ်ဘူးသူ့တဘာဝတရားအတိုင်းသူ့ဟာသူဖြစ်နေတာငါဟာဆိုတာရောဟုတ်ကလားမဟုတ်ဘူးတကယ်ဝိပဿနာဉာဏ်အမြင်နဲ့ကြည့်လိုက်ပဲဆိုလို့ရှိရင် အရာခတ်သိမ်းဟာထာဝရရွေရှားနေတာဆိုပါစို့မြစ်ထဲမှာရေသွားခတ်ပြီးတော့ရေမြေရေတွေစီးနေတာကိုကြည့်လိုက်လို့ရှိရင်အဲ့ဒီစီးနေတဲ့ရေလေးကိုတည်တည်ချာချာတဲ့တဲ့ချိန်ထားချိန်ထားပြီးတော့ငါရေလို့ပြောလိုက် အဲ့ဒီပြောပြတဲ့အချိန်လေးမှာဒီရေဟာရှိသေးလားရှိပါဘူးဗျာ။နောက်တရေဖြစ်သွားပြီ။ဟုတ်ကဲ့လား။မှန်ပါဗျာ။ပြောင်းသွားပြီ။အဲ့ဒီပြောင်းလာတဲ့တောင်မြန်သေးတယ်ကိုယ်ခန္ဓာကိုယ်မှာရှိတဲ့ယုတ်ဒီနာနေရ။တော့ငါလို့ပြောလိုက်တဲ့အချိန်လေးမှာပဲဟို तू ကနောက်တစ်ခုဖြစ်သွားပြီ။ဒီတစ်ခုကပြတ်သွားပြီလေ။အဲ့တော့ငါလို့ပြောလိုက်တဲ့ဟာလေးကပြတ်သွားပြီ။နောက်တစ်ခါဖြစ်တာကငါလို့ပြောတဲ့ဟာမဟုတ်တော့ဘူး။တခြားဟာဖြစ်ပြီ။သို့တော့ copy ဆိုတော့လူတွေကမျက်စိလဲနေတာပေါ့။ ဒါလို့ပဲထင်တော့တာပေါ့ဟုတ်ကဲ့လားမှန်ပါဗျာအဲ့တော့ကြောင့်မို့လို့ဒီအတ္တဝါဒခန္ဓာ၅ပါးတည်းကတခုခုငါလို့ပြောရတဲ့အတ္တဝါဒသက္ကာယဒိဋ္ဌိသက္ကာယဆိုတာတကယ်ထင်ရှားရှိတာကခန္ဓာအဲ့ဒီခန္ဓာကောင်းပေါ်မှာလွဲမှားစွာထင်တာကဒိဋ္ဌိခန္ဓာ၅ပါးကိုခန္ဓာ၅ပါးလို့မြင်တာမှန်တယ်နော်ရုပ်ကိုရုပ်လို့ပဲမြင်တယ်နာမ်ကိုနာမ်လို့ပဲမြင်တယ်ငါလို့မမြင်ဘူးဆိုရင်မှန်တယ် အဲ့ဒီယုံနာနှစ်ပါးတည်းကတခုကိုငါလို့မြင်တယ်ဆိုတဲ့အမြင်ဟာမှားတယ်ပေါ့အဲ့ဒီလိုမြင်တာကိုအတ္တအဲ့ဒီအတ္တအကြောင်းပြောတဲ့ဝါဒကိုအတ္တဝါဒအဲ့ဒီအတ္တဝါဒပုံမှန်လဲဆွဲလမ်းမှုရှိတယ်တဲ့အဲ့တော့ဘာသာတရားတွေအလုံးဟာမြတ်စွာဘုရားထောက်ပြတယ်ဒီဥပါရံတရားတွေကိုကြော်လွှားဖို့ဘာသာတရားတွေကစူးစမ်းတဲ့အထက်မဲ့တဲ့တချို့ဘာသာတွေကကာမှုပါရံကိုကြော်လွှားနိုင်တယ် ကာမဂုဏ်အာယုန်တွေကိုဖယ်ရှားနိုင်တယ်။နောက်တချို့ဘာသာတရားတွေကကာမဂုဏ်အာယုန်တွေအပြင်ဒိဋ္ဌုပါရံဆိုတာကိုလည်းကြော်လွှားနိုင်တယ်တဲ့။နောက်တချို့ပါဒီဘာသာတရားတွေကကာမှုပါရံဒိဋ္ဌုပါရံနှစ်ခုတည်းမကဘူး။သီလပတုပါရံလို့ဆိုတဲ့အကျင့်သီလနဲ့ပတ်သက်တဲ့မှားယွင်းတဲ့အယူအဆပေါ်မှာလည်းကြော်လွှားနိုင်တယ်တဲ့။သူတို့မကြော်လွှားနိုင်တာဘာလို့ဆိုရင်အတ္တဝါဒုပါရံမကြော်လွှားနိုင်ဘူး။ ဆိုလိုတာကမြတ်စွာဘုရားလက်ထက်ကဘာသာတရားတွေမှန်သမျှဟာငါဆိုတာကိုပယ်ဖြတ်လို့မရတော့ဘူးတို့မှာနောက်ဆုံးမှ အတ္တကလေးချမ်းနေတယ်လို့ဒီလိုပြောတာเนาะ